ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တနေ့မနက်ခင်းမှာညီယွဟာအိမ်မှာအဝင်းချုပ်နေခဲ့ပါတယ်ဒီတစ်ချက်ဖြုတ်လိုက်တာနဲ့ကျမရဲ့အင်ဂျီအားပြီးပြည့်စုံသွားလိမ့်မယ်ဟဲ့နေယွန်းသမီးကဒီမှာရှိနေရပဲ။ဘာချုပ်နေရလဲသမီး။အမေ ။သမီးကအင်ဂျီကိုကိုနဲ့အဝင်တွင်ကြဖြစ်အောင်ပြန်ပြင်းနေတာ။မနေ့တရားချုပ်နေရလေ။ကောင်းပြီ။အဝတ်တွေအောက်ထပ်ကိုရောက်နေပြီ။ခုံးဆက်နဲ့အင်ဂျီတွေကြည့်နေတယ်။နင်လည်းရာသီဥတုနဲ့လိုက်အောင်ကြည့်တဲ့နဲ့။အဲ့ဒါတွေကပပလေးတွေပဲ။ဒေါစီမာကညီယွန်းကိုအဝတ်တွေရှိတဲ့အောက်ထပ်ကိုခေါ်သွားပါတယ်။ညီယွန်းရဲ့ညီမလေးခုံးဆက်ကတော့သူ့အတွက်တထည်ရွေးပြီးသားပါ။ဒါပေမဲ့အခုတော့နီယွန်းရဲ့အမေကသူ့ကိုရွေးချယ်စရာတွေပြချင်နေတာပါ။အိုဟိုကြည်စန်းနီယွန်း ဒီပန်းရောင်အင်ဂျီကိုမျက်နှာနဲ့ဝဲချင်းစိတ်ဖြစ်သွားပဲနေဝတ်လိုက်ဘလို့နေမလဲဆိုတာကတ်ကြည့်ရအောင်။အိုးမဟုတ်ဘူးဒီအယောင်ကနင်းနေကြည့်ရဆိုတယ်။လာငါနောက်တစ်ထည့်ပြောင်းမင်းမယ်။ဒီအပြာရင့်ရောင်လေးရလဲအရန်ချစ်စရာကောင်းတာပဲ။ဟာဒီရောင်ကသူနဲ့လုံးဝမလိုက်ဘူးအမေ။ဘာလို့သူ့အတွက်အင်ဂျီတွေကတ်ကြည့်ရင်အချိန်ဖြုံးနေရလဲ။ तू အသားမဲနေရပဲ။အသားမဲတဲ့လူနဲ့ပဲအယောင်မှမလိုက်ဘူး။အကုန်လုံးက तू နဲ့ထိတာနဲ့ရှွတ်နေလို့ပဲ။ပစက်ပိတ်လိုက်စမ်း။ ကိုအမကြောင့်အဲ့လောက်ခခတီတီပြောတတ်တဲ့သူဘယ်သူရှိလို့လဲကိစ္စမရှိပါအမေသူပြောပါစေဘလို့ပဲဖြစ်ဖြစ်ခွန်းစင်ပြောတာလည်းမှန်တယ်လေတမီးရဲ့အသားရောင်ကပဲအရာမှလိုက်မှာမဟုတ်ဘူးတမီးလိုအသားရောင်ရှိတဲ့သူတွေကအဝတ်အစားဝယ်တဲ့အခါအရန်တေချာစဉ်းစားတယ်ဒီမှာတမီးနဲ့လိုက်ဖက်မဲ့ပဲရောင်မှတမီးစဉ်းစားလို့မရဘူးအဲ့ဒါကြောင့်ဒီကနေပဲအင်ကြီးမှမယူတော့ဘူးအမေတမီးတို့ရဲ့အစတွေယူလာခဲ့တယ်လေအဲ့ဒါတွေနဲ့ပဲကို့ဘာသာအဝတ်ချက်ဝတ်လိုက်တော့မယ် ဒီလိုပြောပြီးတော့ညွန်းကသူ့ခင်းလေးကိုပြန်သွားပါတော့တယ်။ညွန်းနဲ့ခွန်ဆင်ဟာညီမတွေဖြစ်ကြပေမယ့်သူတို့ရဲ့ရုပ်ရင်နဲ့အသားအရောင်မှာဒီလောက်ကွာခြားမှုတွေရှိနေတာကြောင့်ဘယ်သူကမှသူတို့ကိုညီမတွေလို့မထင်ခဲ့ကြပါဘူး။ဒီထင်သာမြင်သာကွာခြားမှုဟာညီမနှစ်ယောက်ကြားကဆက်ဆံရေးမှာနေရန်တစ်ခုလို့ဖန်တီးထားခဲ့ပါတယ်။ညွန်းမှာခွန်ဆင်နဲ့ပတ်သက်ပြီးပြဿနာမရှိခဲ့ပေမယ့်လည်းခွန်စင်ကတော့ညွန်းကိုလုံးဝမကြိုက်ခဲ့ပါဘူး။သူ့ခန်းထဲရောက်တော့ညွန်းကအထည်တချို့ကိုထုတ်ပြီး သူ့အောက်ထပ်မှာမြင်ခဲ့ရတဲ့ပုံစံအတိုင်းအင်ဂျီတထဲကိုစတင်ချုပ်လုပ်ပါတယ်။သူကချုပ်ရင်းနဲ့ပြုံးနေပါတယ်။အိုးဟိုဒီဇိုင်းအတူတူပဲ။ဒီနေ့တော့ငါအရင်ပျော်တာပဲ။အိုးကာလီမဲတော့ရေနင်ဘာတွေချုပ်နေလဲ။နင်အဝတ်ပဲချုပ်ချုပ်စိမ်ရွယ်ပလဲတွေပဲဝတ်ဝတ်။နင်အရင်ကလိုပဲမဲနေသေးတာပဲ။ခွန်စင်ကဒီလိုပြောပြီးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့နီယွန်းကတော့စိတ်မတူပင်သူ့အင်ကြီးကိုဆက်ချုံနေပါတယ်။ နောက်တနေ့မှာတော့ညီမနှစ်ယောက်လုံးသူတို့အင်ဂျီတွေကိုဝစ်ဆင်ခဲ့ကြပါတယ်။ခွန်စင်ကသူ့ဝယ်ထားတဲ့အင်ဂျီကိုဝစ်ပြီးနေယွန်းကတော့သူကိုယ်တိုင်ချုပ်ထားတဲ့အင်ဂျီကိုဝစ်ခဲ့ပါတယ်။ကဲနေနိုးနှစ်ယောက်လုံးဘသူမှမကောင်းတာမပြောပါစေနဲ့။ငါသမီးနှစ်ယောက်လုံးအယမ်းလာတယ်။နေယွန်းနင်ဒီအင်ဂျီကိုကိုယ်တိုင်ချုပ်တာပေါ့လေ။ဟုတ်တယ်အမေ။ကာလီမေတော်ကတော့တီးလို့ပဲ။နေယွန်းကသူ့လိုအဝတ်အစားမျိုးဝစ်ထားတာကိုခွန်စင်ကမခံမရပ်နိုင်ဖြစ်နေတာပါ။ ဒီလိုသိင်းပွားအငင်းပွားမှုတွေညီမနေအောင်ကျမ်းမှာဆက်ရှိနေခဲ့ပါတယ်ဒီလိုသဘောထားကွဲလွဲမှုပုံစံဟာဆက်ဖြစ်နေခဲ့ပြီးအခုတော့ညီမနေအောင်လုံးလက်ထပ်ပြီးပါပြီတိုက်ဆိုင်စွာနဲ့ပဲသူတို့နေအောင်လုံးတိုင်နေကိုလက်ထပ်မိကြပြီးအခုတော့သူတို့အိမ်တက်မင်္ဂလာလုပ်ဖို့အတွက်အချိန်တန်ပါပြီစမ်းနိုင်ညီမလေးဒီချွေးမလေးကအရန်လာရင်နော်သူ့စာရီအယောင်ကလည်းတောက်ပနေရပဲဒါပေမဲ့ဒီချွေးမကြီးကနည်းနည်းအသားမဲနေရပဲ ညီမချွေးမနှစ်ယောက်လုံးမျက်စိမိတ်ပြီးရွေးခဲ့တာလားတယောက်ကအရန်လာပြီးတယောက်ကဒီလိုမဲသေးနေရလေကောင်းပါပြီအခုနောက်ကျနေပြီချွေးမနှစ်ယောက်လုံးလည်းပင်မနေလောက်ပြီအဲ့ဒါကြောင့်သူတို့ရဲ့ကြိုးဆိုပွဲကိုမြင်မြန်လုပ်ပေးပါတော့ဧည့်သည်ရိရဲ့ဒီလိုမှတ်ချက်တွေကြောင့်ခွန်စင်ကပီတိဖြစ်နေချိန်မှာတနာစရာကောင်းတဲ့နီယွန်းကတော့ဝမ်းနေမှုကိုခံစားနေရပါတယ်ဒီလိုနဲ့ညီမနှစ်ယောက်လုံးအတွက်ကြိုးဆိုပွဲခမ်းနာကောင်းမွန်စွာပြီးဆုံးသွားပြီး နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်လုံးကလူတိုင်းရဲ့ကောင်းကြီးမင်္ဂလာတွေကိုယူသေးစွာခံယူကြပါတယ်။ဒီချွေးမလေးကရုပ်ရည်လှယုံနေမကဘူး။သူကတန်ဖိုးရှိတဲ့စိတ်ဓာတ်တွေနဲ့လည်းပြည့်စုံနေ။ဘလူးမြားလူတိုင်းရဲ့ခြေထောက်တွေကိုထိပြီးကောင်းကြီးခံယူနေလဲကြည့်ကြပါဦး။ခွန်စင်ဟာပွဲရဲ့စကားပိုင်းဖြစ်နေပြီးတော့ချီချူဂုံပြူချင်းတွေကိုခံယူနေရပါတယ်။ခဏကြာမှတော့ညီမနှစ်ယောက်စလုံးသူတို့ရဲ့အခန်းတွေစီကိုပြန်သွားကြပါတော့တယ်။ နောက်တနေ့မှာတော့ညီမနှစ်ယောက်လုံးအတွက်ပထမဆုံးမိဖို့ကြောင့်ဝင်တဲ့ခန်းသားဖြစ်ပါတယ်။ကျွေးမကောင်းနေပြီးပြီးခွန်းစင်းတဲ့နီယွန်းတို့နှစ်ယောက်စလုံးစောစောထပြီးသူတို့ရဲ့ပထမဆုံးဟင်းနေရာတွေကိုပြင်ဆင်ဖို့အတွက်မိဖို့ကြောင့်ကိုရောက်လာကြပါတယ်။ကျမလူတိုင်းအတွက်ထောပတ်လုပ်ရမယ်။ကဲခွန်းစင်းရဲ့ကြိုးစားထား။ငါတော့တီဟင်းရွက်နဲ့ပူရီလဲလုပ်မယ်။ဒါနဲ့နင်ငါစီယာပါကူကြီးမှမလုပ်ဘူးလား။ကျမဘသူ့ကိုမှမိခုံမနေဘူးနားလေလား။ ဒီလိုပြောပြီးခွန်စင်ကနီယွန်းရဲ့အကူအညီကိုညှင်းပယ်လိုက်ပါတော့တယ်။ဒီလိုနဲ့ညီမနှစ်ယောက်လုံးသူတို့ရဲ့အလုပ်ကိုစီးနဲ့အလုပ်ရှုပ်နေကြပါတယ်။တစ်ဖက်မှာတော့နီယွန်းကမိဘပေါ်မှာဟင်းချက်နေပြီးခွန်စင်ကတော့ထောပတ်တွေစားလုပ်ပါတယ်။ခဏကြာမှခွန်စင်ကဒါပါလေငါတကြားထောပတ်လောက်ရမအောင်ဘာလို့လောက်လို့မရတာလဲ။ကဲပါလားငါကူညီရမလားငါထောပတ်လောက်ပေးမယ်။နီယွန်းကချက်ချင်းသူ့ညီမခွန်စင်ကိုကူညီဖို့အတွက်သွားခဲ့ပါတယ်။ နေယုံကထောဘက်ကိုအာယုံဆိုင်နေတဲ့အတွက်သူ့ကိုယ်ပိုင်ဟင်းတွေကိုအာယုံမဆိုင်တော့ဘဲအာယုံပြောင်းသွားပါတော့တယ်။ဒီလိုနဲ့ရုတ်တရက်ဟင်းနဲ့တွေကတော်တော်ဆူဆူထွက်လာခဲ့ပါတယ်။အိုးမဟုတ်ဘူး။ငါရဲ့ဟင်းရွက်တွေကတူးကောင်းမင်းထက်နဲ့အချိန်လည်းတိတ်မရှိတော့ဘူး။ပြီးတော့ပူရီလည်းလှုပ်ရမယ်။အခုတောင်အမြန်ပြီးအောင်လှုပ်ရတော့မယ်။တနာစရာကောင်းတဲ့နေယုံဟာခေါင်းစင်းရဲ့စားစရာတွေကိုကူညီပေးခဲ့ပေမဲ့လည်းသူ့ကိုယ်ပိုင်ဟင်းလျာကိုတော့ဖျက်ဆီးခဲ့ပါတယ်။ ခဏကြာမှတော့လူတိုင်းထမင်းစားဖို့လားတဲ့အခါမှာခွန်းစင်းရဲ့ထောပတ်ဟင်းကိုရင်ချီကျူကြပြီးနေရုံကိုတော့လူတိုင်းကမကောင်းပြောကြပါတော့တယ်။အိုးခွန်းစင်းနင်ထောပတ်ဟင်းကိုအရင်ကောင်းလှုပ်ထားတာပဲအရင်အရာသာရှိတယ်။ဒါပေမဲ့ဒီလိုမီးလောင်ထားတဲ့ဟင်းရွက်ပူရီကဘာတွေလဲ။အယောင်အသွင်ပြင်ကလှုပ်တဲ့လူနဲ့ဘာမှမကွာချောင်းအနည်းဆုံးတော့ချွေးမဆွဲရင်တချို့တော့ရှိတဲ့နဲ။ချွေးမတယောက်ကအရေးချင်းကောင်းတဲ့အကုန်လုံးနဲ့လာပြီးနောက်တယောက်ကတော့ဘာမှမပါပါလား။ ကာလီမဲတော့ငောက်ကူညီခဲ့လို့တော်သေးတာပေါ့ကောင်းပါပြီကျမချွေးမတွေကိုပထမဆုံးချိန်မှာတီလို့မဆုံးဖြတ်နိုင်ပါဘူးပထမဆုံးမိဖို့ကြောင့်နဲ့မိသားစုအစ်တရဲ့ဖိအားတွေရှိနိုင်တာပဲလေအဲ့ဒါကြောင့်အစားအစာနည်းနည်းပြည့်စည်သွားတာဖြစ်နိုင်တယ်ဒါပေမဲ့ချွေးမစိတ်တက်မကြသင့်ပါဘူးကျမတို့အားလုံးတသက်လုံးအတူတူနဲ့အတူတူစားတော့ရမှာပဲလေဒေါ်ဆန်းနိုင်ရဲ့စကားတွေကနေရုံကိုအအိမ်တချို့ပြီးခဲ့ပါတယ် ဒါပေမဲ့လည်းဧသည်ရီရဲ့မျက်လုံးလေးမှာနီယွန်းဟာအတုံးမဝင်းနဲ့ချွေးမတယောက်ဖြစ်နေခဲ့ပါတယ်။ဒီနေ့လည်းဒီလိုပဲကုံဆုံးသွားခဲ့ပြီးဧသည်ရီအားလုံးကခုံးစင်ကိုချီးကျူးရင်းနဲ့ပြန်သွားခဲ့ကြပါတော့တယ်။တဖြည်းဖြည်းနဲ့ညီမနှစ်ယောက်လုံးလက်ထပ်ပြီးတလနီးပါးရှိနေပါပြီ။ယောက်ျားမအိမ်မှာရန်ရာအဆင်ပြေနေချိန်မှာတနေ့ကျတော့ဒေါ်စန်းနိုင်ကသူ့ချွေးမကိုပြောခဲ့ပါတယ်။အော်ချွေးမတို့ရေမိနေလို့မပြောရသေးဘူး။ညီတို့အတော်ရဲ့သားလွန်ခဲ့တဲ့ရက်အနေငယ်ကလက်ထပ်ခဲ့တာ။ ဧကံပေါ်ရတပတ်နေလုံမှာဆိုတော့အဲ့ဒီကိုသွားဖို့ပြင်ဆင်ထားကြလက်ထက်တာတလပဲရှိသေးပေမဲ့ငါချွေးမတွေကဧကံပွဲမှာအလားဆုံးဖြစ်နေတော့ငါမြင်ချင်တယ်နော်။အိုဟိုဧကံပွဲဧကံပွဲတွေကကျမအကြိုက်ဆုံးပဲ။ကျမတို့ဆွေမျိုးတွေလည်းအကုန်ရောက်လာလိမ့်မယ်။အမေစိတ်ချနေကျမကောင်းကောင်းပြင်ဆင်မယ်။ငါရောပြင်ပြင်မပြင်ပြင်အတူတူပဲ။အမေကျမအဆင်ပြေတယ်လို့ပဲပေါ့ပေါ့ပါပါပြင်ဆင်မှမယ်။ဒီလိုနဲ့ညီမနှစ်ယောက်လုံးရဲ့ပါတီအတွက်ပြင်ဆင်မှုတွေစတင်ပါပြီ။ ကိုစင်ကချက်ချင်းမိသူခင်မုံကို ဖုံးဆက်လိုက်ပါတယ်။နားထောင်ပါ။ကျမဘာမှမသိချင်းဘူး။ကျမအကောင့်နဲ့အခုချက်ချင်း၅သိန်းထည့်ပေးစေချင်တယ်။ဘာအတွက်လဲဟုတ်လား။အဲ့ခံပွဲရှိရဲ့လေ။အဲ့ဒါကြောင့်ကျမမျက်နှာပေါင်းတင်တာလက်သေးချေသေးပြုပြင်တာတွေပြင်ဈေးဝယ်တာတွေပါလောက်ရမယ်လေ။မြင်မြင်၅သိန်းပေးလိုက်တော့ကိုစင်ကသူခင်မုံစီကနေဈေးဝယ်ဖို့အတွက်၅သိန်းတောင်းလိုက်ပါတော့တယ်။သူကရန်စီဂျီဘီထူးဆန်းတဲ့ဝတ်စုံတစ်ခုကိုအွန်လိုင်းကနေမှာယူပြီးတော့ သူကိုယ်သူအတွက်လည်းပတ်စံအများကြီးသုံးဆွဲခဲ့ပါသည်။နေရုံကတော့ဆန့်ကျင်ပါပါပြီ။သူကပတ်စံနည်းနည်းလေးပဲသုံးပြီးပန်းထိုးအထည်တချို့ကိုဝယ်ယူခဲ့ပါသည်။ငါလူတိုင်းရဲ့ရှေ့မှာပုံရိပ်မကောင်းအဲ့ဒီပြင်ဘသူမှငါမျက်နှာမကြိုက်ဘူး။ဒီအထည်နဲ့ကာဝန်ရိုးရိုးလေးပဲချုပ်မယ်။ဒါဆိုငါအတွက်လုံလောက်ပါပြီလေ။နေယုံကကြည်လို့ပြောပြီးကောင်းဝင်လေးပဲစချုပ်ခဲ့ပြီးတော့မိတ်ကက်လိန်းနာဒါမှမဟုတ်ရင်မျက်နှာပေါင်းတင်တာမျိုးနဲ့ပတ်စံမပြုံးပြပါဘူး ဒီလိုနဲ့မတိလိုက်ပဲပါတီပွဲတွေကိုရောက်လာခဲ့ပါပြီ။ချွေးမနှစ်ယောက်လုံးသူတို့အခန်းကိုစီမှာပြင်ဆင်နေကြပါတော့တယ်။တစ်ဖက်မှာနီယွန်းကသူကိုယ်တိုင်ချုပ်ထားတဲ့ကောင်းဝင်ဝတ်ပြီးသပင်ထုံးလိုက်ကြနဲ့အစင်သင့်ဖြစ်နေပါပြီ။နောက်တစ်ဖက်မှာတော့ပူကောင်းအောင်လို့ကိုကြိုးစားရင်ခုံးစင်ကတရေတကောင်လို့ဖြစ်သွားပါတော့တယ်။သူကမိတ်ကတ်တွေအများကြီးလိမ့်ပြီးသပင်းနဲ့အဝတ်အစားတွေကလည်းအရင်ထူးဆန်းနေတာကြောင့်ဒိုင်နိုဆောတကောင်လိုဖြစ်နေပါတယ်။ကဲချွေးမတို့ရေအစင်းသင်းဖြစ်ပြီလားမဖြစ်သေးဘူးလားဟေ့ ဟုတ်ကဲ့မေကျမပြီးပါပြီကျမလည်းပြီးပြီအမေဟဲ့ချွေးမဘာဖြစ်တာလဲမျက်နာကဲလာပါအခုနောက်ကျနေပြီ မြင်မြန်သွားကြရအောင်ဒေါ်ဆန်းနိုင်ဒီလိုပြောပြီးချွေးမနေအောင်လုံးအိမ်ကနေထွက်သွားပြီးတော့အခန်းဘွေးကိုရောက်လာကြပါတယ်အခန်းဘွေးကိုရောက်တာနဲ့လူအလုံးရဲ့မျက်လုံးတွေကနီယွန်းအပေါ်ကိုပဲကြံ့ရောက်သွားခဲ့ပါတယ်ဆန်းနိုင်ညီမလေးဒါနီယွန်းလားအရန်လှတာပဲပြီးတော့ဒီကောင်ဘယ်နေဝဲတာလဲဟုတ်ပါရဲ့ရှင်ဒါနီယွန်းမှာ ပြီးတော့သူကိုယ်တိုင်တီကာဝန်ချုပ်ထားတာလေ။ကျမပြောခဲ့တယ်မလား။ချွေးမတွေကိုပထမဆုံးချိန်မှာမဆုံးဖြတ်နိုင်ဘူးလို့အခုဘသူကပိုကောင်းလဲဆိုတာပြောပြအောင်မလား။ဒီမှာဘာပြောเสียရှိလို့လဲ။နေယွန်းကပိုကောင်းတာထင်ရှားနေရပဲ။ဒီခွန်ဆင်ကဒိုင်နိုဆောတကောင်လိုပဲ။ပါတီပွဲကလူတိုင်းခွန်ဆင်ကိုလှံပြောင်းကြပြီးနေယွန်းကိုချီးကျူးခဲ့ကြပါတယ်။ဒီဖြစ်ရက်တွေပြီးတဲ့နောက်မှာတော့ခွန်ဆင်ဟာလူတွေဘလောက်အပေါ်ယံဆန်လဲဆိုတာကိုနောက်ဆုံးမှာတော့သဘောပေါက်သွားခဲ့ပါတယ်။ တမနစ်အတွင်းမှာသူ့ကိုမြေမားတဲ့နေရာမှာထားပြီးနောက်တမနစ်မှာတော့သူ့ကိုအောက်ကိုပြန်ဆွဲချလိုက်ပါတယ်။သူဟာလူတွေစကားကြောင်မြောက်မသွားပေမြေပြင်မှာခြေစုံရက်တီဖို့အရေးကြီးတယ်ဆိုတာနားလေသွားခဲ့ပါတယ်။ဒီနေ့ကဘသူကမှခွန်းစင်ကိုအစဉ်ပြေးရလားလို့မေးမြန်းခြင်းမရှိခဲ့ပေဒါကသူ့ကိုပြန်ပြီးတတိဝင်လာစေခဲ့ပါတယ်။အင်းဒီကစပြီး သူဟာသူ့အမကိုမုန်းကြည့်တာတွေကိုရက်တန်လိုက်ပါတယ်။ညီမနှစ်ယောက်ရဲ့မတူညီတဲ့အရေးချင်းတွေကိုအတိမတ်အပြုခံရပြီးအခုတော့ညီမနှစ်ယောက်စလုံးက ျော်ရွှင်စွာနဲ့ပဲအတူတူနေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။